English idiom တွေကဘာတွေလဲဘာအတွက်လဲမဖြစ်မနေသိထားဖို့လိုလားဘယ်လိုမျိုးလေ့လာရမလဲဒါလေးတွေကိုသိချင်ရင်အဆုံးထိကြည့်ကြည့်ပေးပါဦး English idiom တွေကငယ်ငယ်တုန်းက meaning ချက်တလို့မျိုးထိုင်ပြီးတော့ကြက်နေစရာမလိုပါဘူးပြောရရင်ခေအလိုက်သုံးနှုံးချတဲ့ဗန်စကားတွေဖြစ်ပါတယ်ဗန်စကားတွေဆိုတာကပတ်ဝန်းကျင်မှာအပေါင်းအသင်းတွေနဲ့ပြောရင်းဆိုရင်းနဲ့ တခက်ပြီးတခက်မှာထွက်ပေါ်လာတဲ့စကားတွေဖြစ်တယ်။အဲဒါကြောင့်ဗန်စကားတွေကို အကောင်ဆုံးလေ့လာသင်တဲ့နည်းက English movies နိုင်ငံခြားရုပ်ရှင်တွေဖြစ်ပါတယ်။ရုပ်ရှင်တွေထဲမှာ dialogue တွေကြည့်ရင်းနဲ့ဒီ dialogue ကလက်ရှိပြောနေတဲ့အခြေအနေနဲ့လည်းကိုက်ညီမှုမရှိဘူး။ဒါကြိုက်အထိပ္ပယ်ဘာသာပြန်လို့မရဘူး။ဒီလိုမျိုးဆိုရင်ဒီ dialogue အသုံးကိုအိုက်တော့မှ internet ကနေရှာကြည့်တာမျိုးသူ့ရဲ့အထိပ္ပယ်ကဘာလဲဆိုတာကိုလေ့လာတာမျိုး EDM တွေကိုပေါ့နော်။ကိုနဲ့အကျွမ်းဝင်အသုံးဖြစ်သွားအောင် စုဆောင်းလို့ရပါတယ်။ဥပမာဒီချက်ဒီ video ထဲမှာ EDM နှစ်ခုနဲ့ဒီချက်ရှင်းပြပေးပါမယ်။ပထမဆုံးတစ်ခုကကြတော့ bite the bullet တိုက်ရိုက်ကြီးဘာသာပြန်ကြည့်လိုက်ကြီးစံကိုကြိုက်တယ်တဲ့ကြီးစံကိုကြိုက်တယ်ဆိုတာကြီးကဒါကဘလို့ဘာသာပြန်ရမှန်းမသိဘူးပေါ့နော်အဲ့လိုမျိုးဆိုရင်ဒါဒီဗန်စကားဖြစ်နေပုံများပါတယ်တကယ်တော့ bite the bullet ကကြတော့ခက်ခဲနေတဲ့အခြေအနေတစ်ခုကိုမရှောင်ထွက်တော့ဘဲနဲ့ရင်ဆိုင်ပလိုက်ပါဆိုပြီးတော့ပြောတာဖြစ်ပါတယ်ရွေးရှင်တွေကစိုးဝင်ခန်းနေနဲ့ကြည့်ကြည့်ကြအောင် That's Glenn. He kept calling, so I decided to bite the bullet and break up with him. Tell him you love him. Okay, not to cook at under the weather. Under the weather ဆိုတော့အထိပိယလည်းဘာသာပြန်ကြည့်လိုက်တဲ့အချိန်မှာယာတီဥတုရဲ့အောက်ဖက်ဆိုတော့ဆက်ဆက်မှုမရှိဘဲနဲ့အထိပိယမရှိတဲ့သကလုံးဖြစ်နေတယ်ဆိုရင်ဒါဒီ EDN မှာပဲအဲ့တော့အဲ့ဒီ Under the weather ကိုရှာကြည့်ကြည့်ရင်နေမကောင်းဖြစ်နေတယ်လို့ပြောတာပါအချိန်နေမကောင်းမှုဆိုရင်ຢາດີອຸດຸໄຕမကောင်းတော့ဒီလိုမျိုးပြောတယ်လေဆ iam မကိုကြည့်ရတာຢາດີອຸດຸໄຕမကောင်းဒေါသထွက်နေတယ်ထင်တယ်အဆရှိတဲ့ဖြစ်ပေါ့เนาะရုပ်ရှင်တွေကတန်လောက်ကလေးတွေနဲ့လေ့လာကြည့်ကြရအောင် She even touched him yet? Uh, you, your wife is a little under the weather at the moment. You seem a little under the weather. I. I am having a terrible day. Okay. ဒီလိုမျိုးဆိုရင်တော့ EDM တွေကိုပေါ့နော်ဒီဖန်စကားတွေကိုရုပ်ရှင်တွေထဲမှာတွေ့လာတဲ့အခါကျရင်ပထမဆုံးလုံးဝမှာကသူ့ရဲ့မူရင်းအထိပယ်ကိုဘာသာပြန်ကြည့်ကြည့် internet မှာရှာကြည့်လို့ရသလိုကိုသုံးတဲ့ dictionary တွေထဲမှာလည်းရှာကြည့်လို့ရပါတယ် internet မှာရှာမယ်ဆိုရင်သူ့နောက်က meaning ဆိုတာကိုထည့်ရိုက်ပြီးတော့ရှာရုံပါပဲဒါပေမဲ့ EDM တွေကိုလုံးဝကိုမှတ်မိသွားအောင်ကကြတော့ရုပ်ရှင်တွေထဲမှာဘယ်လိုမျိုးသုံးသွားလဲဆိုတာကိုကိုကကြည်ရင်းနားထောင်ရင်းနဲ့ ိုကိုတိုင်းပြန်ပြီးတော့အသုံးချနိုင်သွားမှာဖြစ်ပါတယ်ပြီးရင်ကိုတီတငယ်ချင်းနေနဲ့ပြောတဲ့အခါမှာအင်္ဂလိပ်လိုပြောရပြီဆိုရင်ကိုလေ့လာထားတဲ့ idiom လေးတွေကိုမမေ့မလျော့ပြန်ပြန်ပြီးတော့သုံးသေးပါဒီလိုမျိုးသုံးသေးမှသာကိုဒီစကားလုံးတစ်ခုကိုကြာရှည်စွဲမှတ်မယ်ပြီးရင်တခါတဲ့ speaking note writing note တွေမှာထည့်ပြီးတော့သုံးနိုင်သွားမှာဖြစ်ပါတယ်ဒီချက်အတန်လေးတွေကိုစိတ်ဝင်စားရဆိုရင်တော့ comment မှာ ENG လို့မှန်ကဲလို့ရပါတယ် share လို့ now view တွေမှာပြန်လည်ဆုံးတွေ့ကြပါဦးမယ်